ိုဘတ်တသားရယူနေကြအကယ်ဒမီစုကြီးကိုဘေးအောင်လို့ဖြစ်နေတဲ့ကာရှိတို့ကယ်မီစုဝေးဝဲရောက်လို့ကယ်မီစုရတဲ့သူကိုကြည့်လိုက်ရင်ထင်ထားတဲ့အတိုင်းပဲဟိုဘတ်တသားကဟိုအာကြီးမမနေသူရိစရာအလုံးနဲ့တိထားခဲ့ဖြစ်မှာပါကိုလေလိုမာနေတဲ့လူတိုက်ကိုပေးတဲ့ကယ်မီစုလိုမျိုးချယ်စီတဲ့ငွေနဲ့စားမဖြစ်တဲ့ကန်စီလိုလည်းပေးသွားမယ်ဆိုရင်ပြောဆိုတဲ့နေကန်နာဖန်နီကြားမှာကတ်ဆက်စီလီကြားနေရပါတယ်။ဘာလို့လဲဆိုတော့တနည်းအားကစားခဲ့တဲ့ဘေးများလီပွဲစဉ်မှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်ကြောင်းလိုပဲဆိုရမှာပါ။လန်ဒန်ဒါဘီပွဲစဉ်ဖြစ်ကစားခဲ့ကြတဲ့ချယ်စီနဲ့အာစတင်အသင်းတို့ရဲ့ပွဲစဉ်မှာ ချက်စီကွင်းနဲ့ဂျာမာကိုင်စီတို့ကပြိုင်မဲ့ဂန်နာရီရဲ့တိုင်းစစ်ဂျာမာဖြစ်တဲ့မရီနိုကိုခက်ချမ်းဖြတ်ထုတ်မှုပြုလုပ်ခဲ့တယ်လို့ကိုင်စီရဲ့ဖြတ်ထုတ်မှုကခံသိရင်ဘောလုံးဂျာမာဘွားကိုပါထိခိုက်သွားစေနိုင်တဲ့အထိပြင်းထန်ခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။ဒါမှလည်းကွင်းလယ်တိုင်းဖြစ်တဲ့အန်တိုနီတေလာကတော့ကိုင်စီတို့ကိုချက်ချင်းဆိုလို့အနီကပ်ပြားပြသတာမျိုးမလုပ်ခဲ့ပဲ VR နဲ့ပြန်လည်ကြည့်ရှုပြီးတဲ့အခါမှသာကိုင်စီရဲ့လွှဲနဲ့ပတ်သက်ပြီးတော့အနီကပ်ပြခဲ့တာပါ။အန်တိုနီတေလာရဲ့အနီကပြစ်ဒဏ်ဖြစ်တဲ့ကိစ္စဆိုမြဲချက်ချင်းဆိုသလိုအန်ဒီကပြတာမျိုးမရှိခဲ့တာနဲ့ပတ်သက်ပြီးဂန်နာဖန်တွေကတော့အန်တိုနီတေလာရဲ့လှုပ်ဆောင်ချက်တွေတော်တော်လေးကိုစိတ်ကွက်နေခဲ့ကြတာဖြစ်ပါတယ် ်ပထမပွဲစားရင်36မိနစ်မှာဘောလုံးလုဖို့ကြိုးစားနေကိုင်စီရိုကမေခင်ဘယ်ရီနွဲခြေချင်းကို6နဲ့စောင့်နေနေတာဖြစ်ပြီးဂွေလက်ရာအန်တိုနီတေလာကဝါကက်သာပြခဲ့ပေမယ့် VR တိုင်လူကြီးတွေညွှန်ကြားချက်အရရုပ်တံပြန်ကြည့်ကအဝါကက်စားအနီးကပ်ဖြစ်နေပြောင်းလဲပြသသွားခဲ့တာပါရုပ်တံအနီးပြခွက်တွေရလကိုင်စီရိုရဲ့ဘောလုံးဖြတ်ထုတ်ပုံတကယ်ကိုကြမ်းတမ်းခဲ့ပြီးတော့မေခင်ဘယ်ရီနွဲခြေချင်းကိုကျိုးသွားနိုင်တဲ့ထီကိုဖြစ်ခဲ့တဲ့အတွက်ပရိသတ်တွေကကိုင်စီရိုကိုတခါတည်းအနီးကပ်မပြခဲ့တဲ့အန်တိုနီတေလာရဲ့ဆုံးဖြတ်ချက်ပေါ်ဝေဖန်မှုတွေပြုလုပ်သွားပါတယ် တချို့ပြည်သက်တွေကတော့ဇိုးအားလုံးနဲ့ဘောလုံးပြတ်တော့မှုကြောင့်ကိုင်စီလိုကာလာရှိပွဲပဲပြတ်တဲ့ချမှတ်ခံမှုတွေတောင်းဆိုမှုတွေပြုလုပ်သွားခဲ့ကြတယ်လို့သတင်းတွေထွက်ပေါ်လာပါတယ်။အွန်လိုင်းမှာပြည်သက်တွေကကိုင်စီလိုကဘောလုံးဒီလိုပြတ်တော့မှုရအနီးကပ်သာမကပဲ၄လလောက်ထိပွဲပဲပြတ်တဲ့ကြာခံရသည်နဲ့ကိုင်စီရဲ့ဘောလုံးပြတ်တော့မှုကတော်တော်လေးဆိုးရွားပါတယ်။သူကဘောလုံးရွေတာမဟုတ်ပါဘူး။ကိုင်စီလိုကအနီးကပ်ပြခံရမယ်ဆိုတာကိုသိတဲ့အတွက်ဒဏ်ရာရကြအောင်လဲဆောင်ခဲ့ပါတယ်ဆိုရေးသားဖော်ပြခဲ့တာပါ။ Chelsea နဲ့ Arsenal အသင်းတွေလည်းနဲ့ဒါပြပြီးဆုံးသွားခဲ့ဆိုပေမဲ့ နှစ်ဖက်သင်းပြည်သက်တွေကြားကအစီမပြေမှုပြဿနာတွေဟာခုထိမပြီးသေးပဲတဖက်နဲ့တဖက်ငင်းခုံမှုတွေပြုလုပ်နေကြတာကိုမြင်တွေ့နေကြတာဖြစ်ပါတယ်။ဒီကလန်နန်ဒါဘီကတော်လီပွဲစီသွားခဲ့လို့ဆိုရမှာဖြစ်ပြီးမန်ယူတဲ့နိုင်ပွဲတော်မှာပျောက်ကွယ်သွားခဲ့တဲ့အထိလို့ဆိုရမှာပါ။ Chelsea နဲ့ Arsenal တို့ရဲ့လန်နန်ဒါဘီကပွဲမကန်ခင်ကစကလုံးတိုက်ပွဲနဲ့ဆင်နွှဲနေခဲ့ကြတာဖြစ်ပြီးနှစ်သင်းစုံရဲ့ပြိုင်ဆိုင်မှုတွေဟာဒါဘီပြိုင်ပွဲအသေးုပ်ကိုအကောင်းဆုံးပုံဖော်သွားခဲ့တာလည်းဖြစ်ပါတယ်။တဖက်နဲ့တဖက်လေးရီတိုက်ကြတဲ့ကန်နန်ဖန်တွေကလည်းမကစားခင်တွေကယုံကြည်မှုပြည့်နေ Chelsea ကွင်းဆိုပေမဲ့ Arsenal ကအနိုင်ရလိမ့်မယ်ဆိုရင်ယုံကြည်မှုတွေပြည့်ထောင်နေခဲ့တယ်လို့ ်ဂျက်စီပြိတ္တတွေကလည်းလေပြန်တိုက်နေတဲ့နှစ်ဖက်တင်းကြမှာရော်လေးကိုပွဲဆူသွားခဲ့ကြပါရယ်ပွဲစားပြီးတဲ့အချိန်မှာလည်းပွဲတွေဆက်ဖြစ်နေကြတော့လို့ဆိုရမှာဖြစ်ပြီးဂျက်စီတဲ့ကွေးလိုက်ဆောင်မှာဖြစ်တဲ့ကိုင်စီလိုလည်းဒီတစ်ခါကယ်မီစုကကိုင်စီလိုပြီးသွားမှာဆိုပြီးတော့ပြောဆိုနေခဲ့ကြပါရယ်ကိုင်စီလိုကမီခင်းမယ်နိုပေါ်ပြစ်ဒဏ်ကျူးလွန်ခဲ့ပြီးတဲ့အချိန်မှာမြခင်းပေါ်မှာလူလိမ့်နေခဲ့ပုံကမသိရင်သူပဲလူချခံလိုက်ရတယ်လို့လို့ဘာလို့နဲ့အော်ဟစ်နေတာဖြစ်ပြီးတကယ်တမ်းလှုပ်ခံလိုက်ရတဲ့သူကမယ်ရီနိုဖြစ်ပြီးတော့သူကလှုပ်လိုက်တာပါအဲ့တော့ဒီခါမှာကယ်မီစုအတွက်ကိုင်စီလိုပေးရတဲ့နဲ့ဆိုပြီးတော့ကန်နာဖန်နီချာမှာဝေဖန်မှုတွေမြင့်တက်နေတာပဲဖြစ်ပါရယ် โอเคပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုမှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီချီကြဖို့လည်းဖိတ်ခေါ်ပါစေကျွန်တော်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့လည်းတောင်းဆိုပါရစေခင်ဗျာစုံလိကြည့်ပေးတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်